ကိုဆိုကအရန်ချောတာလေ။ तू ကသူ့မျက်နှာပေါက်တွေကအရန်ကြည့်ကောင်းတယ်။ရည်လို့ရှိရင်လည်း तू ကတော်တော်ချောတယ်။ဟိုချောတဲ့အတွက်တချို့ဆိုမိကလေးတွေလည်းပဲနှိုင်းတယ်လေ။မိမချောချောတာကိုချောတဲ့ဟာမှာမျက်နှာကြလေးတွေကရည်တဲ့ချိန်မှာသွားတွေရဲ့ဖွဲ့စည်းပုံ၊နှခမ်းရဲ့ဖွဲ့စည်းပုံလေးတွေကတော်တော်လဲလှတယ်။ဆိုတော့အကိုရဲ့ signature ကမျက်နှာ V ဖြစ်မှပုံမိုက်မှာဆိုတော့အကိုကနေမကောင်းကျမ်းမရေမကောင်းတဲ့ချိန်မှာဝလာတဲ့ချိန်မှာအောက်မှာရှောက်ရေးတာတွေလည်းတွေ့ရတဲ့အတွက်ဟိုအရင်တော့ကိုစွမ်းကို ပြန်တွေ့ရအောင်တော့ နောက်ပွဲတွေမှာဆုံလို့ရှိရင်တော့ခွန်အားတွေပေးမယ်လို့တော့ပြောချင်ပါတယ်ဟုတ်အာအကိုတက်လာ define တက်လာလို့ရှိရင်အကိုတွေ့လို့ရှိရင်အမီကလည်းပြောတယ်ပေါ့လေဟိုဟာကျမရေခယူဆိုင်ဖို့ပြီးလို့ရှိရင်ဟိုတောက်တာတွေ short ဖို့ပေါ့လေနော်အဲ့ဒါတော့ဒက်ပြောတာပေါ့နော်တိုက်ရိုက်ပြောတယ်မိုးသွားစေချင်တဲ့စိတ်တော့မဟုတ်ဘူးအရင်တော့ကိုစမ်းအောင်မြင်ချင်တယ်ဟုတ်အမီတွေ့တဲ့ချိန်မှာစကားသုံးခေါ်ပြောတယ်အကိုလို့အရင်တော့ကိုစမ်းအောင်မြင်ချင်တယ်ပြီးလို့ရှိရင် နောက်နှစ်ခေါက်မေ့သွားပြီအဲ့စကားတော့တိတ်တချာချာပြောတယ်အဲ့နဲ့ तू ကကြည်နေကြည်ပြီးတော့မဟုတ်တယ်တဲ့ဒီမှာမျက်နှာမှာဒဏ်ရာတွေရသွားတယ်ဟိုကျလို့ရှိရင်ဟိုးရင်တော့ကလေဟိုးလုံးလုံးအကိုခစ်တရတွေးခဲတဲ့လူသားနှစ်ယောက်လို့ပြောတာစကားပြောတာကလေဟိုမေတ္တာကြိုးတွေဆက်ပြီးတော့မှလေဟုတ်တယ်တဲ့မျက်နှာမှာဒဏ်ရာတွေရနေတယ်ကြည်ဖနက်တွေလည်းတူနေတယ်ပေါ့လေခလေးလေးနှစ်ယောက်စကားပြောသလိုဖြစ်နေတယ်ဆိုတော့အဲ့ဒါလေးကလည်းအမှတ်တရအများကြီးရှိပါတယ်ဟုတ် စွမ်းကြတော့လေငငယ်တဲ့ကဟိုအင်မလို့ဒဝဲတွေမှာလဲလာတာပဲလေငငယ်တဲ့ကသူကအသက်ငငယ်ထိနေကြဘဝတွေကဟိုအောင်မြင်မှုဒုနဲ့ဒေရရှိခဲ့တဲ့မြန်မာပြည်ရဲ့ celebrity လဲဟုတ်တယ်ဇတ်တပင်ရဲ့ဟိုခေါင်းဆောင်မင်းသားတယောက်ဆိုလဲမမှားဘူးပေါ့လေဇတ်တပင်မှာနာမည်ကြီးတယ်ဆိုတာလက်ချိုးရည်လို့ရတယ်အဲ့ဒီထဲမှာအကိုကတယောက်ပါတာပေါ့ဆိုတော့ဟိုဘယ်လိုပြောမလဲအကိုနဲ့တွေ့တဲ့ချိန်မှာဟို သူ့ရင်ထဲကအနုပညာတွေလည်းတွေ့ရတယ်။တချင်းဆိုတဲ့အချိန်မှာအမေကအမြဲတမ်းမန်နဲ့ထန်နဲ့ဆိုတတ်တယ်တချင်းဆိုသူလည်းရောက်အောင်နေမကောင်းတဲ့ကြားထဲကရောက်အောင်ကိုမှလိုက်ပြီးတော့မှသူအဲ့လိုမျိုးလေးပေါ့အဲ့ဒါကြီးလည်းတွေ့ရတဲ့တွေ့အဲ့ညာကတော့အရန်ပျော်ရွှင်စရာကောင်းပါတယ်အဲအနုပညာလောကကိုအမီတို့ဆိုရင်တော့ဘလို့အမီအရင်ပြောပြမှာပေါ့လေပြီးမှအကိုကြောင်ပြောမှာပေါ့ဘလို့ပုံစံနဲ့ရောက်ရလဲဆိုတော့တယောက်နဲ့တယောက်ရောက်တဲ့ပုံစံတွေမတူကြဘူးအမီဆိုရင်အတိတ်ဘဝကအကြောင်းနဲ့ဒီအနုပညာရဲ့လမ်းကြောင်းပေါ်ရောက်ခဲ့ရတာ အမီရဲ့အကြောင်းကဒါပေမဲ့အကိုတို့ကကြတော့ပစ္စုပန်တတဲ့ရဲ့အကြောင်းတရားတွေနဲ့ရောက်တယ်ဆိုတော့တယောက်နဲ့တယောက်ရဲ့ဖြစ်တည်မှုတွေဟိုမတူကြဘူးမတူကြဘူးကိုစွားရဲ့ဟိုဟိုဟာကြတော့ငငယ်တွေကလည်းသိပါတယ်တော်တော်လေးချောလဲချောတယ်အကပြားလို့တော့ထင်တာပဲအမီမှာဆက်ဆက်တော့မဖြစ်တော့ဘူးဆိုတော့သူလဲသူ့နေရာနဲ့သူသူပြိသက်နဲ့သူရှိတယ်ရမန်ရဲ့ရောက်ထားပြီးသားဟိုလူသားတယောက်ပေါ့လေပရိသတ်ရဲ့နေရာယူထားပြီးသားလူသားတယောက်လည်းဖြစ်တဲ့အတွက်ဒီလိုမျိုးတွေ့ပြီးတော့မှပြောရဆိုရကို့ထိခဲရလို့တက်ချင်မှာတော့ကို့အတွက် လက်လက်ပတ်တွေပဲလို့တော့မြင်ပါတယ်ဟုတ်အမှန်တမ်းအမိအတွက်ပြောလို့ရှိရင်တော့ဒီဟာတွေ့လို့ရှိရင်ကိုစွမ်းနေတခြားဇက်ကလူတွေစိတ်ဆိုးနိုင်တယ်ပေါ့လေအမိကအမှန်တမ်းပြောရင်ဇက်ကိုမကြည့်ဖြစ်ဘူးလုံးဝမကြည့်တာဆိုဒါပေမဲ့အော်ကိုအမေရဲ့တငယ်ချင်းတွေနဲ့တုန်းကကြတော့လိုက်ခဲလိုက်ခဲဆိုတဲ့ချိန်တုန်းကတော့လိုက်သွားဖြစ်ခဲ့တယ်။ဒါကဒွယ်မာလေးငယ်လဲငယ်သေးတယ်။ဆိုတော့အဲ့ဒီတုန်းကတော့တရက်နှစ်ရက်တော့အမေကြည့်ဘူးတယ်။ဆိုတော့အဲ့ဒီလူတွေပဲအဲ့ဒီတုန်းကကိုဆိုတေးတို့ကိုစွမ်းတို့ဆိုတော့အခုချိန်မှာကိုနဲ့အတူတူ ဆိုတော့ဟိုကိုယ့်ရဲ့စမ်းတဲ့ဇာတာကြီးကလည်းပြန်တွေးကြည့်ရင်တော့ဟိုအကြောင်းတရားတွေကကိုကြည့်ခဲ့ရတဲ့လူအခုကိုနဲ့တူတူပေါ့လေဆိုတော့အဲ့ဒါလေးလည်းရမ်းမင်္ဂလာရှိပြီးပြောရွှင်ရပါတယ်ဟုတ်အဲ့မီလက်ထင်းနေကြလို့ရှိမှာပေါ့ဆက်ကြောတက်လောက်ပဲရှိမယ်အဲ့ဒီတော့ကလေကိုစွာအရန်ချောတာလေ။ तू ကသူ့မျက်နှာပေါက်တွေကအရန်ကြည့်ကောင်းတယ်။ရည်လို့ရှိရင်လည်း तू ကတော်တော်ချောတယ်။ဟိုချောတဲ့အတွက်တချို့ဆိုမိကလေးတွေလည်းပဲနှိုင်းတယ်လေ။မိမချောချောတာကိုချောတဲ့ဟာမှာမျက်နှာကြလေးတွေကရည်တဲ့အချိန်မှာသွားတွေရဲ့ဖွဲ့စည်းပုံ၊နှာခမ်းရဲ့ဖွဲ့စည်းပုံလေးတွေက တော်တော်လေးလှတယ်ဆိုတော့အကိုရဲ့ signature ကမျက်နှာ V ဖြစ်မှပုံမိုက်မှာဆိုတော့အကိုကနေမကောင်းကျမ်းမရေမကောင်းတဲ့ချိန်မှာဝါလာတဲ့ချိန်မှာအောက်မှာရှောက်ရေးတာတွေလည်းတွေ့ရတဲ့အတွက်ဟိုအရင်တော့ကိုစွမ်းကို ပြန်တွေ့ရအောင်တော့နောက်ပွဲတွေမှာဆုံလို့ရှိရင်တော့ခွန်အားတွေပေးမယ်လို့တော့ပြောချင်ပါတယ်ဟုတ်အဲကျမ်းမရေမကောင်းဘူးဆိုတော့လေလူတစ်ယောက်ကဘယ်လိုပြောမလဲအင်မီတို့ခန္ဓာတွေလည်းဒါကကိုကိုထိမ့်သိမ့်နိုင်လို့သား ဟိုအရင်တော့မြင်တဲ့တယောက်နဲ့ခုမြင်တဲ့တယောက်ဆိုတာချင်းချင်းဖြစ်ပြီးတော့လှလာရရှိမယ်ဆိုတော့ထိမ့်သိမ့်ရတာပေါ့လေဒီလိုပဲယောက်ျားလေးတွေကြတော့ဟိုခင်ရစီချောင်းလိုက်တော့သွားတယ်လို့တော့မြင်တယ်ဒါတွေအပြစ်တွေတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ changes အခုလုပ်ရင်လည်းအခုဖြစ်နိုင်တဲ့အကြောင်းတရားတွေပဲဆိုတော့ဟိုပြောင်းလဲဖို့အတွက်တော့ဟိုဒီဇက်သမေမှာရှိတဲ့ လူတွေရောအမီတို့ခဏတဖြို့တွေ့တဲ့အမှုပညာသမားတွေရောစကားတခွန်းကနေဟိုကောင်းတဲ့ပါရမီကျောင်းတရားတွေဖြစ်သွားမယ်ပေါ့ပြင်လိုက်ပါဒါလေးလှုပ်လိုက်ပါဆိုတာကလူတယောက်ကောင်းဖို့အတွက်ပေါ့လေပို့ပြီးတော့ပို့ပြီးတော့ကျမကြီးတွေကောင်းလာဖို့ပို့ပြီးတော့မှဆင်ကျင်လာဖို့အတွက်အကျောင်းတရားတော့ဖြစ်လာမယ်လို့တော့မြင်ပါတယ်ဟုတ်အော်အဲ့လိုမျိုးဝေဖန်နေပေမဲ့လည်းသူ့စမ်းရမကြဘူးဆိုတော့ ဒါကဘလို့မြင်လဲဆိုတော့သူ့ရဲ့စိတ်ထဲကနေပြိသက်ကိုပေးထားတဲ့မေတ္တာတရားပေါ့လေဆိုတော့ဒါလူတိုင်းမှမတွေ့ရအောင်အနုပညာရှင်တိုင်းမှလည်းမတွေ့ရအောင်ငါမင်းသမီးဖြစ်ပြီးငါမင်းသားဖြစ်ပြီးဆိုမန်တမန်ကြွကြွနဲ့ပဲတွေ့ရတယ်ပေါ့ဒါတွေကရေရှည်သွားဖို့ကြတော့ရိုးရင်လည်းမဆိုင်ဘူးနှလုံးသားထဲကမေတ္တာကြိုးနဲ့ပဲဆိုင်တယ်ဆိုတော့အဲ့ဒါလေးလည်းအမိတွေ့ရတယ်ဆိုတော့ တချို့အမီရောကြတော့အများရန်ဘယ်ပန်ဝန်းကျင်ကိုရောက်ရောက်သင်ယူနေတယ်အများရန်တွူယူနေတဲ့လူငယ်တယောက်ဖြစ်တဲ့အတွက်ကိုစွမ်းနဲ့တွေ့တဲ့ချိန်မှာလည်းအမီဘာတွေတွူယူလိုက်ရမလဲဆိုတာလေးလည်းအများကြီးတွေ့ရပါတယ်ဆိုတော့ဟိုအမီတွက်ကတော့ အမြင့်တက်ပြောရမယ်ဆိုရင်တော့ဘသူနဲ့တွေ့တွေ့ပါကောင်းဖို့ဖြစ်လာတာပါဟုတ်အော်ပရိသတ်ပရိသတ်နဲ့ဟိုနုပညာသမားရဲ့ဂျားတွေကမေတ္တာချိုးလေးတွေပေါ့လေဆိုတော့အဲ့ဒါတွေကပရိသတ်ရင်ထဲကိုရောက်သွားပြီဆိုရင်ပရိသတ်တွေကပဲထိတ်ကြောင်ပေးနိုင်တယ်ပရိသတ်တွေကပြောင်းလဲပေးနိုင်တယ်အမီဆိုရင်အဲ့လိုပေါ့လေနော်ဒါပေမဲ့တူတယောက်ချင်းစီရဲ့ခံယူချက်တော့မတူကြဘူးပေါ့ဆိုတော့အဲ့လိုမျိုးလေးတော့အတူရတဲ့ပိုင်းနေရှိပါတယ်အမီတွေ့တဲ့ချိန်မှာစကားသုံးခေါ်ပြောတယ်အကိုလို့အရင်တော့ကိုစွမ်းကိုမြင်ချင်တယ်ပြီးရှင့် နောက်နှစ်ခေါက်မေ့သွားပြီအဲ့စကားတော့တိတ်တချာချာပြောတယ်အဲ့နဲ့ तू ကကြည်နေကြည်ပြီးတော့မဟုတ်တယ်တဲ့ဒီမှာမျက်နှာမှာဒဏ်ရာတွေရောက်သွားတယ်ဟိုကြည့်လို့ရှိရင်ဟိုးရင်တော့ကလေဟိုးလုံးလုံးအကိုခစ်တရတွေးခဲတဲ့လူသားနှစ်ယောက်လို့ပြောတာစကားပြောတာကလေဟိုမေတ္တာကြိုးတွေဆက်ပြီးတော့မှလေဟုတ်တယ်တဲ့မျက်နှာမှာဒဏ်ရာတွေရနေတယ်ကြည်ဖနက်တွေလည်းတူနေတယ်ပေါ့လေခလေးလေးနှစ်ယောက်စကားပြောသလိုဖြစ်နေတယ်ဆိုတော့အဲ့ဒါလေးကလည်းအမှတ်တရအများကြီးရှိပါတယ် အာအကိုတက်လာ define တက်လာလို့ရှင်အကိုတွေ့လို့ရှင်အမီကလည်းပြောတယ်ပေါ့လေဟိုဟာကျမ်းမာရေခရူးဆိုင်ဖို့ပြီးလို့ရှင်ဟိုတောက်တာတွေ short ဖို့ပေါ့လေနော်အဲ့ဒါတော့တက်ပြောတာပေါ့နော်ဓာတ်ရိုက်ပြောတယ်မိုးသွားစေချင်တဲ့စိတ်တော့မဟုတ်ဘူးအရင်တော့ကိုစောင်းမြင်ချင်တယ်ဟုတ်အဲ ဘယ်တော့မှမေတ္တာမပြတ်ပဲနဲ့အမီဘယ်ဘက်မနေထိုင်တက်တက်မတက်တက်ပေါ့လေဆိုတော့မေတ္တာမပြတ်ပဲနဲ့အမီကိုချစ်ပေးနေကြတယ်အရောက်ချင်းစီတိုင်းကျေးဇူးများကြီးတင်တယ်ပြီးလို့ရှိရင်မတ်တွေပေါ့နော်အရင်ကဂယူးဆိုင်တဲ့မတ်တွေလည်းတွေ့ရတဲ့အတွက်တကယ်ကိုမှရမတ်တွေကနှိုက်လည်းကျေးဇူးများကြီးတင်ပါတယ်ဟုတ်